အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တနင်္လာနေ့တရားစာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြောဘဲနဲ့အစားအဆုံးတရားလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေ OK လေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာတခါတော့ကရွာတရွာမှာ တကြီးရွယ်ဦးပညာရှိအဖိုးတယောက်ရှိပါတယ်။သူမှာတော့သားလေးယောက်ရှိပြီးတော့သူရဲ့သားတွေကတော့ကိုထွန်းနိုင်၊ကိုမြင့်အောင်၊ကိုကျော်စိန်နဲ့ညီငယ်ဆုံးဖြစ်တဲ့မောင်ပါသိန်းတို့ဖြစ်ပါတယ်။သူတို့လေးယောက်ဟာကျမ်းမာတန်ဆွမ်းပြီးတော့အလौအကင်လေးကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့မှာအကြီးမားဆုံးအားနည်းချက်တစ်ခု ရှိပါတယ်။အဲဒါကတော့တယောက်နဲ့တယောက်လုံးဝမတည့်တာပဲ။ ဖြစ်ပါတယ်။ဒါအကြီးဆုံးဖြစ်တဲ့ကိုထိုးနိုင်ကတော့လေယာလုပ်ငန်းကိုပူးစီးပြီးတော့သူကတော့ငါကအကြီးဆုံးပဲငါပြောတဲ့အတိုင်းလုပ်ရမယ်။ဒီနေ့တော့စဘာပဲစိုက်မယ်လို့ပြောပါတယ်။ဒုတိယသားကိုမြင်အောင်ကချက်ချင်းပဲခေါင်းခါပြီးတော့မဖြစ်ဘူးအကိုကြီး။ခမရအစီတင်က အမြင်မာတယ်။ပဲဆိုင်မှ မျောစာပိုကောင်းပြီးတော့ဈေးပိုရမှာပဲပဲဆိုင်မယ်ဆိုပြီးတော့ညင်လိုက်ပါတယ် တတရသာကိုကျော်စိန်ကတော့ခမားတို့နှစ်ယောက်လုံးရှောက်ပြောနေတာအခုက ရာဒီအိုးတို့ကမမှန်ဘူးပြောင်းမှုစိုက်တာမှအာမကန်ချက်ရှိမှာကျွန်တော်ကတော့ပြောင်းမှုပဲစိုက်မယ်လို့ပေါ်ပြန်ရောညီငယ်ဆုံးမောင်ပါသိန်းကတော့အကိုတို့ကလေဗျာဘာပဲစိုက်စိုက်အတူတူလှုပ်ကြရင် ပြီးတာပဲကိုအခုလိုညင်းခုန်နေရင်ဘာမှစိုက်ဖြစ်မှာမဟုတ်ဘူးလို့ဝင်ပြီးတော့ပြန်ပြေခဲ့ပြီမဲ့ဘသူကမှသူ့ရဲ့စကားကိုနားမထောင်ကြပါဘူး ဒီလိုနဲ့ပဲသူတို့ရဲ့လက်ခွဲတွေဟာတခြားသူတွေစိုက်ပျိုးခြင်းရောက်တာတော့ဘာမှမလုပ်နိုင်ပဲနဲ့အငင်းအကုံတွေနဲ့ပဲအချိန်ကုန်နေခဲ့ပါတယ်အင်ကိစ္စရွာကိစ္စဘာပဲလုပ်လို့ဒီလေးယောက်တပွဲဟာဘယ်တော့မှ တိုက်တိုင်းပင်ပင်မရှိပါဘူးတယောက်လှုပ်တာကိုတယောက်ကလိုက်ဖြစ်ပြီးတော့တယောက်ရဲ့အကြံကိုတယောက်ကလိုက်ဝေပန်နဲ့အမြဲတမ်းရှုပ်ရှက်ခတ်နေတော့တာပေါ့ဒီဖြစ်ပျက်တွေကိုမြင်နေရတဲ့အဖိုးကဟာ စိတ်မကောင်းဖြစ်ရောက်တာမကသူ့ရဲ့သားတွေရဲ့အနာဂတ်အတွက်ပါရှင်လေးနေခဲ့ပါတယ်။ဘာသာမရှိတော့တဲ့တနေ့ဒီကလေးတွေဒီတိုင်းသာဆိုရင်တော့သမ ्या အထင်သေးတာခံရုံမကဘူး။ရှိသမျှစီးပွားဥစ္စာတွေပါ ပြုံးတီးပြီးတော့ဒုက္ခရောက်ကုန်မှာနေချတယ်လို့တွေးမိပါတယ်။ဒါနဲ့ပဲတနေ့မှာတော့အဖိုးအိုဟာတားလေးယောက်လုံးကို သူ့ရဲ့အိယာဘေးကို ခေါ်လိုက်ပါတယ်။ သူရဲ့အတန်ကအားနေနေပေမဲ့လေးနေပါတယ်။ဒါတို့အဖေမင်းတို့ကို အရေးကြီးတာတခု ခိုင်းနေရရှိတယ်။ဒါလေးရောင်လုံးကအဖေကိုစိုးရိမ်တချီနဲ့ကြည်နေကြပါတယ်။အဖေဒါတို့ကိုပါခိုင်းမလို့လေ။အဖိုးကတော့မင်းတို့လေးယောက်တယောက်ကိုဝချမ်းထုတ်တေးသေးလေးတစ်ချောင်းစီယူလာခဲ့ကြ။ သားတွေကနားမလည်ပေမဲ့အဖေခိုင်းတဲ့အတိုင်းတယောက်တစ်ချောင်းစီယူလာကြပါတယ်။ကဲထွန်နိုင်မင်းလက်ထက်ကဝတ်ချမ်းထုပ်ကိုချိုးလိုက်စမ်း။ဟိုထွန်နိုင်ကလည်းဒါမျှဗျလွယ်လွယ်လေးဆိုပြီးတော့တောက်ကလေးမြီအောင်အလွယ်တကူချိုးပြလိုက်ပါတယ်။ကောင်းပြီမြီအောင်မင်းလက်ချိုးကြော့စိမင်းရောဘာသိမင်းလက်ချိုးကွာ။သားတွေအားလုံးဟာ သူတို့လက်ထက်ကဝေချမ်းတုပ်လေးတွေကိုခလေးကစားစရာတခုလိုအလွယ်တကူချိုးပြလိုက်ကြပါတယ်။ပြီးတော့အာဆက်ခိုင်းမလဲဆိုတဲ့အမူအရာနဲ့အပေကိုကြည့်နေကြပါတယ်။အဘိုးကတော့ခေါင်းတစ်ချက်ညှိပြီးတော့"ကဲအခုတစ်ခေါက်မင်းတို့လေးယောက်လုံးအိမ်ပြင်ထွက်ပြီးတော့အရင်အတိုင်းဝေချမ်းတုပ်တစ်ချောင်းစီထပ်ပြီးတော့ယူခဲ့ကြ"ဒါပေမဲ့ဒီတစ်ခါတော့အဲ့ဒီတုပ်လေးချောင်းကိုအတူတူစီးထားတဲ့တစည်းယူခဲ့လို့ထပ်ပြီးတော့ခိုင်းလိုက်ပါတယ်။ သားတွေလည်းအရှင်လိုပဲဝချမ်းထုတ်လေးချောင်းကိုယူပြီးတော့ချိုးတစ်ချောင်းနဲ့မြဲမြဲစီပြီးတော့အဖေစီကိုယူလာခဲ့ကြပါတယ်။အဖိုးအိုကတော့အဲ့ဒီဝချမ်းထုတ်စီကိုတာအကြီးဆုံးကိုထုံးနိုင်လက်ထဲကိုထည့်လိုက်ပါတယ်။ကဲတာကြီးဒီထုတ်စီကိုချိုးစမ်း။ဥထုံးနိုင်ဟာအားကုန်သုံးပြီးတော့ချိုးပါတယ်။သူ့မျက်နှာတွေရဲတွလာတဲ့အထိအားဆိုင်ခဲ့ပြီးမဲ့ဝချမ်းထုတ်စီကတော့ကိုယ်ယုံတာကိုယ်သွားပြီးတော့လုံးဝမချိုးပါဘူး။မရဘူးအဖေ ဒါကမကြိုးဘူးကဲမြင်အောင်မင်းချိုးကြည့်ပုံမြင်အောင်လေအားကုန်သုံးပြီးတော့လိန်ချိုးကြည့်ပါလေချွေးတွေတောင်ထွက်လာတယ်ဒေါစီကတော့ကြွေကနေအတန်မီလာခဲ့ပေမဲ့မကြိုးပြန်ဘူးကျော်စိမင်းလေဘာသိမင်းရောချိုးသားလေးရောက်လို့တယောက်ပြီးတယောက်အလဲကျအာကုံသုံးပြီးတော့ချိုးကြပေမဲ့ဘယ်သူကမှအဲ့ဒီဝှချမ်းတုပ်စီကိုချိုးလို့မရခဲ့ပါဘူးအားလုံးမောဟိုက်ပြီးတော့အန်အောနေကြပါတယ် ဲ့ဒီအခါမှာအဖိုးကတော့အာယူပြီးတော့ထားထိုင်လိုက်ပါတယ်။ပြီးတော့သူသားတွေကိုတည်ငြိမ်တဲ့အတန်နဲ့ပဲစကားဆပြောပါတယ်။ဒါတို့တွေ့တယ်မလား။တစ်ချောင်းနဲ့ရှိတဲ့ဝချမ်းထုပ်ကိုမင်းတို့အားလုံးအလွယ်တကူချိုးနိုင်ခဲ့ကြတယ်။ဘာလို့လဲဆိုတော့သူကတစ်ချောင်းနဲ့မို့လို့ပဲအင်အားမရှိဘူး။ဒါပေမဲ့အဲ့ဒီအင်အားမရှိတဲ့ဝချမ်းထုပ်လေးချောင်းကို အတူတူစီးလိုက်တဲ့အခါမှာတော့မင်းတို့လင်းယောက်ပေါင်းရဲ့အင်အားနဲ့တောင်ချိုးလို့မရတော့ဘူးအဖိုးအိုကတော့သူ့ရဲ့သားတွေရဲ့မျက်လုံးကိုတယောက်ချင်းစီစိုက်ကြည့်ပြီးတော့ဆက်ပြောပါတယ်မင်းတို့ရဲ့ဘဝတွေကအဲ့ဒီဝချမ်းဒုတ်တွေနဲ့အတူတူပဲမင်းတို့တယောက်ချင်းစီခွဲနေရင်တယောက်နဲ့တယောက်ရန်ဖြစ်နေရင်မတည့်အတူနေရင်မင်းတို့ဟာအဲ့ဒီတချောင်တည်းသောဝချမ်းထုတ်လို့ပဲဘဝရဲ့အခက်အခဲတွေ အပြင်ကရန်သူတွေကမင်းတို့ကို အလွယ်တကူချိုးဖျက်သွားလိမ့်မယ်။မင်းတို့အလွယ်တကူရှုံးနေသွားလိမ့်မယ်။ဒါပေမဲ့မင်းတို့လေးရောက်ညီကိုတွေစိတ်တူကိုတူစီလုံးနေမယ်။ညီညွတ်နေမယ်ဆိုရင်တော့မင်းတို့ဟာအခွန်းနကဝချမ်းဒုတ်ကြီးကြီးလိုပဲဘလောက်ကြီးတဲ့အခဲအခဲဘလောက်ကြီးတဲ့ရန်သူကမှမင်းတို့ကိုလာပြီးတော့ချိုးပြက်လို့ရတော့မှာမဟုတ်ဘူးမင်းတို့ဟာဘယ်တော့မှမချိုးပစ်နိုင်တဲ့ ဘသူမှမရှင်းနိုင်တဲ့အင်အားတစ်ခုဖြစ်လာလိမ့်မယ်။ဒါကြောင့်သားတို့မှတ်ထားကြ။စီလုံးချင်းဟာအင်အားပဲ။ညီညွချင်းဟာတော့ခွန်အားပဲ။အဖိုးရဲ့စကားအစုံမှာတော့သားလေးယောက်လုံးဟာသူတို့ရဲ့အမားကိုချက်ချင်းသဘောပေါက်သွားကြပါတယ်။သူတို့ဟာတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့ရှက်ယွန့်သွားကြပါတယ်။ပြီးတော့အဖေရဲ့ခြေရင်မှာဒူးထောက်ထိုင်ချပြီးတော့ကျွန်တော်တို့ကို ခွင့်လွှတ်ပါပြီကျွန်တော်တို့နားလေပါပြီ ဒီနေ့ကစပြီးတော့ညီကိုလေးရောက်ဘယ်တော့မှမခွဲတော့ပဲစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အလုံလုံးကြပါမယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ကိုထွန်းနိုင် ကိုမြင့်အောင်နဲ့ကိုကျော်စိန်မောင်ပါသိန်းတို့ညီကိုလေးရောက်ဟာသူတို့အဖေပေးတဲ့သင်ခန်းစာကိုရင်ထဲမှာအမြဲတမ်းနှလုံးသွင်းထားခဲ့ကြပါတယ်။ဘာကိစ္စပဲလုံလုံးအတူတူတိုင်မြင်နဲ့အတူတူဆုံးဖြတ်တဲ့အတူတူလှုပ်ဆောင်ပါတယ်။ အရင်ကဘာမှမဆိုင်ဖြစ်ခဲ့တဲ့သူတို့ရဲ့လက်ွက်တွေဟာအခုဆိုရင်တော့ညီကိုလေးယောက်ရဲ့စီလုံးညီညွတ်တဲ့လောက်အားတွေကြောင့်ရွှေဝါရောင်စပါးကင်းကြီးတွေစိမ့်စုံနေတဲ့ပဲကင်းကြီးတွေအဖြစ်နဲ့အောင်မြင်ဖြစ်ထွန်းလာခဲ့ပါတယ်။ရွာထဲမှာလည်းသူတို့ကိုဘသူမှ အထင်မသေးတော့တဲ့အပြင်ပညာရှိအဖို့ရဲ့ညီညွတ်တဲ့သားများဆိုပြီးတော့အားလုံးကနေစာအားချခဲ့ရပါတယ်။ဒီဇလန်လေးရဲ့ပေးခြင်းတဲ့သင်ခန်းစာကတော့ တယောက်တည်းဆိုရင်အလွယ်တကူကျိုးပဲ့နိုင်ပြီမဲ့အတူတကွစီလုံးညီညွတ်နေရင်တော့ဘယ်အရာကမှချိုးပြဲ့လို့မရတဲ့ကြီးမာတဲ့အင်အားတစ်ခုကိုရရှိနိုင်ပါတယ်ဆိုတာပဲဖြစ်ပါတယ်ဒီဇက်လန်လီကတော့ဒီမှာပဲအဆုံးသက်သွားခဲ့ပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ